တခါတလေမှာနာကျင်စရာကောင်းတဲ့အရာတွေက ကိုတိဖို့မလိုအပ်ဘူးလို့ထင်ထားပေမဲ့အရန်အရေးကြီးတဲ့ဘဝသင်ခန်းစာတွေကိုသင်ကြားပေးနိုင်တယ်။ဒီတော့ဘဝမှာနာကျင်စရာတွေနဲ့ကြုံတွေ့လာရပြီဆိုလို့ရှိရင်သင်ခန်းစာတွေရအောင်ယူပါ။ကိုယ်တည်းတခြားသူတွေနဲ့မတူတဲ့အကြောင်း အချက်တွေကြောင့်တော့ သူတို့ကကိုယ့်ထက်တာတယ်လို့ဘယ်တော့မှမမှတ်ယူပါနဲ့သူတို့နဲ့ကိုယ်နဲ့မတူတာပဲရှိတာပါသူတို့ကကိုယ့်ထက်တာနေတာမဟုတ်ပါဘူးဘဝဆိုတာကပူပြီးတော့မှလွယ်ကူလာတာလည်းမဟုတ်ဘူးပူပြီးတော့မှကိုယ့်ကို ခွင်းလွတ်လာတာလည်းမဟုတ်ဘူးကိုယ်ကပူပြီးတော့တန်မာလာတာပူပြီးတော့မှခံနိုင်ရည်တွေ ရှိလာတာပါ သူလုံးလိုက်တဲ့အမားတွေကို ကြည့်ပြီးတော့မှ လူတယောက်ရဲ့အကျင့်ဇာရိတကိုဆုံးဖြတ်ပေးလို့မရဘူး။သူလုံးလိုက်တဲ့အမားတွေအပေါ်မှာဘယ်လိုကျုံပြန်သလဲဆိုတဲ့အပြုအမူတွေကိုကြည့်ပြီးတော့မှသူ့ရဲ့အကျင့်ဇာရိတကို အဆုံးဖြတ်ပေးရမှာ။လူတွေက ကိုကိုစိတ်အနှောင့်အယှက်တွေတော့ပေးနေကြပါပဲ။ဒါကြောင့်မလို့ ကိုယ့်ရဲ့ယုံကြည်မှုတွေအလုံးကိုလူတယောက်တည်းအပေါ်မှာ ပုံပြီးတော့မှမအပ်လိုက်ပါနဲ့အလုတ်ကြိုးစားမှုက အောင်မြင်မှုကိုရဖို့အတွက် အာမခံချက် မပေးနိုင်ပေမဲ့ပြင်းရည်ခြင်းကတော့ကြရှုံးဖို့အတွက် အာမခံချက်ပေးနိုင်တယ်။တေချာတစ်ခုကပြင်းရည်ပြီဆိုရင်တော့ကြရှုံးဖို့အတွက်တေချာနေပြီ။ လောကမှာကိုလိုချင်တာတွေကိုရဖို့အတွက် ကိုတိုင်ကြိုးစားယူရမှာပဲဘသူမှ ကို့အတွက်လာလို့မပေးနိုင်သလိုသူတို့မှလည်းတာဝန်မရှိပါဘူးတခါလီ ကို့ဘဝမှာ အနေဆုံးအခြေအနေကို ရောက်တတ်တယ်အဲ့ဒီလို အနေဆုံးအခြေအနေတွေရောက်နေတဲ့အပေါ်မှာအခြေခံပြီးတော့မှငါကဘာတွေလုပ်နိုင်နေငါက ဘာရီမလုံနိုင်ဘူးဆိုတာကိုဆုံးဖြတ်ချက်မချပါနဲ့ဘဝကကြမ်းတမ်းလေးလေးကိုယ့်ရဲ့ပန်းတိုင်တွေကိုရောက်ဖို့မြန်လေးလေးပဲဒီတော့ကြမ်းတမ်းစားပါစီဒါမှပန်းတိုင်တွေကိုမြန်မြန်ရောက်ပါစင်ကြီးတွေကကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး ကိုယ့်ရဲ့အပြုအမူတွေအပေါ်မှာတောင်းအောင်ယူပါအမားတွေကတော့လုံမိနေပါပဲဒီတော့အမားတွေထဲမှာတဝဲလည်လည်ဖြစ်ပြီးတော့နေထိုင်နေတာတက် အမားတွေကလည်းနေပြီးတော့လိလာတည်ယူပါကိုကိုပူပူကျွေးနိုင်အောင်လုပ်ပေးနိုင်တဲ့သူတွေ ਨੇ ပဲပေါ့ပါ အတွေးတွေကြီးမြောင်းအောင်လုပ်နိုင်တဲ့သူတွေနဲ့မပေါင်းပါနဲ့ဒါကတော့ကျွန်တော်တို့ငယ်ရီကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးသားဖြစ်ပါလေကျွန်တော်တို့ငယ်ရီနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါရစေကျွန်တော်တို့ကုညာလေးအောင်ပါ